တတော်ဘောကနေပြီးတော့မှကျွန်တော်လုံမျိုးဒေါ်လာတွေပတ်စံနေရှားကျင်တဲ့သူများအတွက်အဒီနေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့တတော်ကနေပြီးတော့မှဗီဒီယိုတွေတင်ပြီးတော့မှဒေါ်လာတွေဘယ်လိုမျိုးရှားရမလဲဒေါ်လာတွေရတာအောင်ကျွန်တော်တို့ရဲ့အကောက်တွေကဘယ်လိုမျိုးအချက်လေးနဲ့ပြည့်စုံမှသာလေကျွန်တော်တို့ကဒေါ်လာတွေပတ်စံတွေကိုရရှိမှလဲကျွန်တော်တို့ကသူ့ရဲ့အချက်လက်တွေပြည့်စုံပြီးသွားပြီကျွန်တော်တို့ကသူ့လိုပြောထားတဲ့စံချိန်နဲ့ကျွန်တော်တို့ကပြည့်သွားပြီဆိုလို့ရှိရင်တော့ကွန်တက်မွန်တိုင်းရှင်ရှောက်ဖို့အတွက်လိုအပ်လာပါတယ်ဗျာ ကိုနဲ့မော်လာချင်းရှောက်ဖို့တက်ဆိုလို့ရှင်တော့သူများရှိမှာပတ်စံနေတတိယဝက်နှစ်သိန်းပေးပြီးတော့မှတွားပြီးတော့မှရှောက်နေတော့မယ်လားအဒီဗီဒိုထဲမှာဆိုလို့ရှင်တော့ကျွန်တော်ကကိုနဲ့မော်လာချင်းရှောက်ဖို့အတွက်ကအစ free ဒီဗီဒိုထဲမှာထည့်ပြီးတော့မှပြောပေးသွားမှာဖြစ်ပါတယ်ဗျပထမဆုံးအနေနဲ့ကျွန်တော်တို့က TikTok ပေါ်ကနေပြီးတော့မှပတ်စံချမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ TikTok account ကနေပြီးတော့မှပတ်စံချလို့ရတဲ့ account ဖြစ်ဤမဖြစ်ဤကိုအရင်ဆုံးတွားရောက်ပြီးတော့မှကြည့်ပေးရမှာဖြစ်ပါတယ်ဗျာ။ အရင်ဥကြည့်ဖို့အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်ဆုံးကအဆက်လေးဒီမှာအချောင်းလေး၃ချောင်းကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါအရင်ဆုံးနှိပ်လိုက်ပါရင်ဗျနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က setting and privacy တဲ့ကိုဆက်ပြီးတော့ဝင်ပေးလိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က account ဆိုတဲ့ဟာလေးကိုတစ်ချက်ဆက်ပြီးတော့ဝင်ပေးလိုက်ပါဗျအဝင်ပြလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က account information ဆိုတဲ့ဟာလေးကိုဆက်ပြီးတော့ဝင်ပြလိုက်ပါအဲဒီလိုမျိုးဝင်ပြလိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ account ကကျွန်တော်တို့က Japan region account ဖြစ်ဖို့တော့လိုအပ်ပါမယ်ဗျအ အဲဂျပန်မီဂျန်ကောက်ဖြစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က online ပေါ်ကနေပြီးတော့မှပတ်စံရှာဖို့အတွက်ကျွန်တော်တို့ကဝင်ွေတွေရှာဖို့အတွက်ကိုကျွန်တော်တို့ကစပြီးတော့မှကျွန်တော်တို့ကစူးစမ်းလို့ရပါပြီဗျအဒီအချက်တွေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပမောက်သုံးလောက်ရမှဒီကျွန်တော်တို့ကဗီဒီယိုတွေအများတန်းတင်ပေးရမှာဗျအဲကျွန်တော်တို့ကဗီဒီယိုတစ်ပုတ်တင်လိုက်တာဒီဗီဒီယိုတစ်ပုတ်ကိုမကြည့်လို့မလို့စိတ်တက်မကြပါနဲ့ဗျဗီဒီယိုကတော့ကျွန်တော်တို့ကတစ်ပတ်ကိုအနည်းဆုံးကျွန်တော်ကနှစ်ပုတ်သုံးပုတ်တော့တင်ပေးရပါမယ်ဗျ ဒီနှစ်ပုတ်သုံးပုတ်ကလည်းကျွန်တော်တို့ကတင်လိုက်လို့မလို့မကြည့်ဘူးမလားဘလို့နီးနေမှစိတ်တက်မှကြပါနဲ့ဗျာဆက်တင်ဒါမဲ့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုဒီအဲကျွန်တော်တို့ကဥမာဗီဒီယိုတစ်ပုတ်တင်လိုက်တယ်ဆိုလို့ချင်းတော့အကျိုးတင်လိုက်တဲ့ဗီဒီယိုဟာအထူးများတွေအတွက်အကျိုးရှိစေမဲ့ဗီဒီယိုဖြစ်ဖို့တော့လိုအပ်ပါမယ်ဗျာအဒီလိုမျိုးအကျိုးရှိစေမဲ့ဗီဒီယိုတွေတင်မယ်ဆိုလို့ချင်းတော့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတွေကလူတွေမကြည့်စရာအကြောင်းတကြောင်းမှမရှိပါဘူးဗျာဘယ်တင်တဲ့မှာတွားတက်စရာမလိုဘူး ကိုကိုနိုင်ကဒီကျွန်တော်ဗီဒီယိုကိုစူးစမ်းပြီးတော့တင်မယ်ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုတွေကွန်တက်နေရသူများတွေအတွက်အကျိုးရှိစေမယ်အတူများတွေအတွက်ကျွန်တော်တို့ကစိတ်ချမ်းသာစေမယ်ဗီဒီယိုတွေဖြစ်ဖို့တော့လိုအပ်မှာဗျာဒီအကတော့အဓိကကျွန်တော်တို့ TikTok မှာတင်ဖို့အတွက်အဓိကကြတဲ့ main တစ်ခုပဲဖြစ်ပါတယ်ဗျာအဒီလိုမျိုးတင်တတ်ပြီးတော့ဒီလိုမျိုးဗီဒီယိုတွေဖန်တီးတတ်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစပြီးရော run လို့ရပါပြီဗျ run လို့ရပြီပတ်စံချလို့ရပြီ အဒီလိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတစ်တော့ဘောကနေပြီးတော့မှပတ်စံချဖို့အတွက်ဆိုလို့ရှိရင်ဗီဒီယိုတွေလည်းတင်တယ်သူတို့ကျွန်တော်တို့တင်လိုက်တဲ့ဗီဒီယိုရတဲ့လူအကြည့်အများများလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဆက်ပြီးရောကျွန်တော်က content monetization တွားပြီးတော့မှရှောက်လို့ရမှာပဲဖြစ်ပါတယ်ဗျာတကယ်လို့မှဒီလိုမျိုးလည်းမစူးစားခြင်းဘူးဒီလိုမျိုးဗီဒီယိုတွေလည်းမဖန်တီးခြင်းဘူးသူကဗီဒီယိုတင်လိုက်တာနဲ့ပတ်စံတန်းလိုခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှအ TikTok account ကွန်တက်မွန်ဆိုင်ရှင်အောင်ပြီးသားအကောက်တွေလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာလာရောက်ပြီးတော့မှဝယ်လို့ရပါတယ်ဗျလာဝယ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ THA blog official မှာကျော် Telegram ကနေပြောလာပြီးတော့ဆက်တယ်လာလို့လည်းရပါတယ်ဗျဒါမှမဟုတ်ဘယ်နဲ့ဖုန်းဆက်ပြီးတော့ကျော်တော့ဖုန်း Viber ကနေပြီးတော့မှ join ပြီးတော့ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့399 6 6 6 133ကိုကျွန်တော်က Viber ကနေပြီးတော့มาလာပြီးတော့มาဆက်တွေ့ပြီးတော့ အကောက်ကိုအာမခံချက်အပြေပါနဲ့ကျွန်တော်တို့ကလာပြီးရဝယ်လို့ရပါတယ်ဗျာအဒီအကောက်တွေကဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကိုတင်လိုက်တဲ့ဗီဒီယိုကချက်ချင်းပေါက်တာနဲ့ချက်ချင်းပတ်ဆိုင်ရမယ်အချိန်နေအတိုင်းဓာတ်တွေဘာတစ်ခုမှစောင့်ကြရမလိုပါဘူးဗျာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ရအောင်အကျွန်တော်ကတော့ဒီဗီဒီယိုမှာတော့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောက်ကိုတစ်ချက်ပြပေးမယ်ကျွန်တော်ကဒီထဲမှာဗီဒီယိုကမတင်တာကြာပြီဖြစ်တဲ့အတွက်ကြောင့်လို့ပတ်ဆိုင်ဘလောက်ရရလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပေးမယ် တစ်ချက်ဝင်လိုက်ပဲဝင်ပြီးသွားဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုကျွန်တော်က TikTok Story တို့ဝင်ပြီးသွားဆိုလို့ရှိရင်တော့အပေါ်ဆုံးကိုနည်းနည်းလေးဆွဲလိုက်ပါအဲကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်အဲဒီမှာဆိုလို့ရှိရင်เนาะကျွန်တော်ဒီမှာတစ်ချက်ဆွေးလိုက်မယ်ဒီမှာက TikTok Story တော့ကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်တို့က monetization ရှိပါတယ်ဗျာเนาะ၆ထားတဲ့ monetization ဟာတော့ကိုဒီအဆုံးအမြလေးမြားလေးကိုတစ်ချက်နှိပ်လိုက်ပါ အနေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်က Twitter Viewer Program ဆိုတဲ့ဟာလေးကိုချော်ချက်နှိပ်လိုက်ပါမယ်ဗျတစ်ချက်နှိပ်လိုက်ပါခဏလေးစောင့်ပြီးလိုက်ပါဗျအနေပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဒေါ်လာတွေဘယ်လောက်ရှိလဲဆိုတာကိုတစ်ချက်ပြပေးပါမယ်ဗျဒေါ်လာတွေဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့တစ်ချက်ပြပေးမယ်ဒီမှာကျွန်တော်တို့က Passia ဆိုတဲ့ဟာလေးကိုတစ်ချက်ပြလိုက်ပါဒီမှာဆိုလို့ရှိရင်တော့ရှင်တော်ရှိမှာကဒေါ်လာက1ဒေါ်လာတောင်မရသေးပါဘူးဗျအဘောက်လဲဆိုတော့ကျွန်တော်ကဒီအကောင့်မှာကျွန်တော်က ဗီဒီယိုတွေမတင်ဖြစ်တာအတွက်ကြောင့်မလို့ကျွန်တော်ကဒေါ်လာတွေရတာနည်းနေတာပဲဖြစ်ပါတယ်ဗျ။အဲကျွန်တော်ကနောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့တင်ဖို့တော့ကျွန်တော်ကဒီအကောင့်မှာပဲတင်ဖို့တော့ကျွန်တော်ကစဉ်းစားထားပါတယ်။အတင်ပြည့်တယ်ဆိုလို့ရှိရင်တော့ဗီဒီယိုတစ်ပုတ်တင်လိုက်တဲ့ချိန်မှာဒေါ်လာတွေဘယ်လောက်ရတယ်ဆိုတာကိုလည်းကျွန်တော်ဆက်ပြီးတော့အဲနောက်နောက်ပိုင်းနောက်ပိုင်းတွေမှာကျွန်တော်ဆက်ပြီးတော့အတင်ပေးသွားပါမယ်ဗျ။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာကဒေါ်လာတွေဘယ်လောက်ရတယ်ဆိုတာကိုဒီမှာကျွန်တော်ဒိတ်နဲ့ကြည့်လို့ရတယ်။ကျွန်တော်တစ်ချက်ပြပေးပါမယ်ဗျ။ဒီမှာဆိုလို့ရှိရင်တော့ဒိတ်နဲ့ကြည့်လို့ရမယ်။ 2024ကိုရွေးလိုက်မယ်ဒီမှာကိုဖိုင်းကိုတစ်ချက်နှိပ်လိုက်မယ်အဲဒီမှာကဒေါ်လာက0.36ပဲရပါသေးတယ်ဗျအဲဒီလိုမျိုးလေးတွေပေါ့ဗျာနော်အဒီအကောက်ကတော့ကျွန်တော်က content monetization ဖြောက်ထားပြီးသားအကောက်ပါဗျအဲကြောင့်မလို့ကျွန်တော်ကဒေါ်လာတွေဝင်နေတာပဲဖြစ်ပါတယ်ဗျကျွန်တော်နောက်တစ်ကောက်ကိုထပ်ပြီးတော့ပြပေးပါမယ်ကျွန်တော်နောက်တစ်ကောက်ကိုတွားရောက်ပြီးတော့မှချိန်လဲပါမယ်ကျွန်တော်ရှိမှာတော့ service လာအပ်ထားတဲ့အကောက်တွေရဲ့ကျွန်တော်ကိုပိုင်အကောက်တွေရဲ့အများကြီးရှိပါတယ်ဗျာ အဒီတက်မှာဆိုလို့ရှိရင်တော့ဘယ်အကောက်ကဒီမှာတော့အဲတန်ထူအောင် official အကောက်ဆိုတာကိုရှိပါတယ်ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အတူဆိုလို့ရှိရင်လည်းကျွန်တော်ကជីလက်လူတွေအရန်များနေပါပြီဗျာနော်အဲជីလက်လူတွေအရန်များနေပါပြီများနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအကောက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကကွန်တက် moderation ရှောက်လို့ရည်မရည်ဆိုတာကိုကျွန်တော်အရင်ဆုံးတစ်ချက်သွားရောက်ပြီးတော့ជីလိုက်ပါမယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် follower ကျွန်တော်လုပ်ထားတဲ့ follower 6ယောက်ပဲရှိရဲကျွန်တော်ကိုလုပ်ထားတဲ့ညာက73ကြီးရှိတယ် like ပေးတဲ့လူကကျွန်တော်က 82k ရှိပါတယ်ဗျ 82k ရှိတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့တွားလိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကကျွန်တော်ရဲ့အကောင့်ကပတ်စံရှာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် TikTok story တွေကိုတစ်ချက်ဝင်လိုက်မယ်အဲ TikTok story တွေကိုဝင်ပြီးတွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ content moderation ရှောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာကျွန်တော်ကတစ်ချက်ကြည့်လိုက်မယ်ဒီမှာဆိုလို့ရှိရင်တော့ ခွေတရာဝီဝက်ဖရိုကန်ဆိုတာကိုတွေ့ရပါလိမ့်မယ်ဗျာဒီမှာ subscribe ရှင်းတွေ့ရမယ်ဒီမှာကျွန်တော်က join မယ်ဆိုလို့ရှိရင် join လို့ရပြီအရင်ဆုံးကျွန်တော်ကကွန်တက်ခွေတာတဲ့ကိုတစ်ချက်ဝင်လိုက်ပါမယ်ဗျာတစ်ချက်ကြည့်ကြည့်လိုက်မယ်အဲသူ့ရဲ့စိုင်ချင်းအစိုင်လုံးနဲ့ပြည့်ဤမပြည့်ရာဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကအဲဒီမှာတွေ့ရပါလိမ့်မယ်ဗျာအဲ brother တို့မိတ်ဆွေတို့ကကျော် TikTok ပေါ်ကနေပြီးတော့မှပတ်စံရှာဖို့အတွက်ကျွန်တော်ကစဉ်းစားထားတယ်ဆိုလို့ရှိရင်တော့အဲကျွန်တော်လုံမျိုးအမှန်ရှိတယ်ပြမတာလင်ကျွန်တော်က ဝင်ဝင်လေးရှာလို့ရမှာပဲဖြစ်ပါတယ်ကပထမဆုံးအချက်တစ်ချက်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အကောက်ဒီကျွန်တော်တို့အသုံးပြုတဲ့အကောက်ဒီ session နဲ့အထက်ဖြစ်ရမှာပဲဖြစ်ပါတယ်ဗျာအဲဒါအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ဒုတိယအချက်ကကျွန်တော်တို့ရဲ့အဲကျွန်တော်တို့ရဲ့အကောက်ကို follow လုပ်ထားတဲ့လူကတန်းကြီးကျော်မတာလင်းကျွန်တော်တို့ကကွန်တန်မော်ဒယ်ရှင် အောက်မှာပဲဖြစ်ပါတယ်ဗျာကျွန်တော်တတိယတစ်ချက်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့တင်လိုက်တဲ့ဗီဒီယိုတွေကကျွန်တော်ကဒီပထမဆုံးစပြီးတော့ဖွင့်လိုက်တဲ့အချိန်အားစပြီးတော့မှတလအတွင်းမှာ တရားကေရှိရှိတဲ့ view တရားကေဖြစ်မှတာလဲကျွန်တော်တို့က content moderation တွားရောက်ပြီးတော့မှချက်လို့ရမှာပဲဖြစ်ပါတယ်ဗျ။အဲဒီလိုမျိုးအချက်တွေကန့်ညီမှုရှိမှတာလဲကျွန်တော်တို့ကအဲ TikTok ဘောက်ကနေပြီးတော့မှဝင်ငွေတွေရှာဖို့အတွက်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအချက်တွေကိုကန့်ညီမှတာလဲပတ်စံရှာလို့ရမှာပဲဖြစ်ပါတယ်ဗျ။အဲတကယ်လို့မှအဒီလိုမျိုးရှာဖို့အတွက်ကိုမကြိုးလဲမကြိုးစားခြင်းဘူးကျွန်တော်ကလုံးဝကိုအစင်တဲ့စားယုံခြင်းနဲ့အစင်တဲ့ တ်ဆန်ကိုဒေါ်လာဝေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာလာရောက်ပြီးတော့မှဝယ်လို့ရပါတယ်ဗျ။ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့တွားလိုက်ရအောင်။အဲဒီကပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်အောက်ဆုံးကကျွန်တော်တို့ကကွန်တက်မော်ဒန်ရှင်ရှောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ဆုံးက join ဆိုတဲ့ဟာလေးကိုကျွန်တော်ဆက်ပြီးတော့နှိပ်လိုက်ပါဗျ။အရင်ဆုံးကျွန်တော်ကနှိပ်လိုက်ပါမယ်။အခဏလေးဆောင်ပြလိုက်ပါ။အဲ join ဆိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှဒီတစ်ဆင့်ကိုအောင်မြင်သွားပြီဖြစ်ပါတယ်ဗျ။အဲဒီအဆင့်ကိုအောင်မြင်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က ဒီမှာကျွန်တော်တို့က step by step တွားရောက်ပြီးမှလုပ်လို့ရပါတယ်။ဘာလို့လဲကျွန်တော်တို့ရဲ့ဒီ TikTok account ကကျွန်တော်တို့ကကွန်ဆတ်မော်ဒိုင်းရှင်ရာရီမရာရီဆိုတာကျွန်တော်တို့ကတပတ်အတွင်းမှာကိုကျွန်တော်တို့ကပြောပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ကစောင့်ပေးရမှာပဲဖြစ်ပါတယ်ဗျ။အဲတကယ်လို့မှဒီကျွန်တော်တို့ကွန်တက်မော်ဒိုင်းရှင်၆ဌာအောင်မြင်သွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ဗီဒီယိုမှာကွန်တက်မော်ဒိုင်းရှင်၆ဌာဘယ်လိုမျိုးမှအောင်မြင်တာလဲဆိုတော့နောက်ထပ်ဗီဒီယိုမှာသက်ပြီးတော့ပြောပေးသွားအောင်မယ်ဗျ။ အဒီဗီဒိုကတော့ဒီလောက်ပါပဲဗျအဒီဗီဒိုတဲမှာဆိုလို့ရှိရင်တော့ TikTok ဘောက်ကနေပြီးတော့မှာပတ်စံနေစဆာပဲအတူများအတွက်အကွန်တက်မိုဒယ်ရှင်ရအောင်ဘယ်လိုမျိုးလုပ်ရမလဲဗီဒီယိုတွေဘယ်လိုမျိုးတင်ရမလဲစိတ်တက်မကြဖို့ဘယ်လိုမျိုးလှောက်ဆောင်ရမလဲဆိုတော့ဒီဗီဒီယိုတွေမှာထည့်ပြီးတော့မှာပြောပြတော့တာဖြစ်ပါလေဗျအနောက်ထပ်နိပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့အကျွန်တော်ရဲ့ THC ဘလော့ YouTube channel မှာတွားရောက်ပြီးတော့မှာလေ့လာလို့ရပါလေဗျအဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီလောက်ပါပဲဗျအားလုံးကိုကျေးဇူးတင်ပါတယ်